ခုတင်ဆက်ပေးမယ့်သတင်းကတော့နှစ်ရက်အတွင်း2000ကျော်ထိကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့သတင်းပဲဖြစ်ပါတယ်။နေရတွင်မှာကိုဗစ်ကူးစက်ခံရသူ2800ကျော်ဒီကူးစက်နှုန်းမြင့်တက်လာတယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ထိုင်းနိုင်ငံမှာမေလဆန်ပိုင်းကလေးကကိုဗစ်ကူးစက်မှုဟာအချိန်အဟောင်းနဲ့မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ဇွန်လ1ရက်နေ့နဲ့နေရနေ့မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ2294ဦးထိမြင့်တက်လာခဲ့တာဖြစ်ပြီးကူးစက်ခံရသူတွေမှာ888ဦးကိုဆေးရုံတင်ပို့ခဲ့ရတယ်လို့သိရပါတယ်2025ခုနှစ်အတွင်းမှာကိုဗစ်ကူးစက်ခံရသူ3300ကျော်ရှိခဲ့ပြီးသေဆုံးခဲ့သူ69ဦးသေဆုံးခဲ့တယ်လို့ထိုင်းကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့စင်ကာပူနဲ့အင်ဒိုနီးရှားမှာလည်းကိုဗစ်ကူးစက်မှုတွေမြင့်တက်နေသလိုအိန္ဒိယနိုင်ငံမှာကူးစက်တော့တိတိတသားမြင့်တက်လာတယ်လို့သိရပါတယ်။ထိုင်းပါဝင်အာရှနိုင်ငံတွေမှာကူးစက်နေတဲ့ကိုဗစ်ရောဂါပိုးဟာ Omicron NB1 မျိုးကွဲနဲ့အဆိုပါမျိုးကွဲကနေပြီးစပြောင်းလာတဲ့ ACC မျိုးကွဲတွေဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းကြောင်ဝါပေးပို့လာပါဗျ။